စိတ်ဆင်ရိုင်းလို့ဒီလိုနာမည်သုံးတာစိတ်ကလေးဟာ မုံယိုးနေတဲ့ဆင်ကြီးသည်ရိုင်းတတ်တယ်လို့ပဲစိတ်ဟာလည်းပဲရိုင်းဆိုင်တတ်တယ်ပေါ့စိတ်ရိုင်းဆိုင်မှုကြောင့်ဈာနေတွေတဲ့သတင်းစာတွေတဲ့မဲ့ဖတ်ကြည့်ပေါ့စိတ်ရိုင်းဝင်လာပြီဆိုလို့ရှိရင်လောကမှာအမှုတွေဖြစ်တယ်ဆိုတာစိတ်ရိုင်းဝင်လို့ဖြစ်သွားတာပဲလေဘယ်ကိစ္စပဲဖြစ်ဖြစ်ဒီ မဖြစ်တဲ့နာလေးဖြစ်ပြီဆိုလို့ရှိရင်မိမိရဲ့စိတ်ဆင်ရိုင်းကိုမထိန်ကွက်နိုင်လို့ဒီလိုဖြစ်ကြအဲ့ဒါကြောင့်မလို့အဲ့ဒီစိတ်ဆင်ရိုင်းလေးကိုပညာဆိုတဲ့ချွန်းနဲ့အုပ်ပြီးတော့သုံးသပ်ရမယ်ဆင်ခြင်ရမယ်ကိုယ့်ကိုမိမိစိတ်ထဲမှာဒီဒုစရိုက်တွေနဲ့ပတ်သက်လာတဲ့အခါမှာဒေါသဖြစ်လို့တစ်ဖက်သားသို့မဟုတ်တရားဝါဒကောင်ကိုတတ်ဖို့စိတ်ထဲမှာဖြစ်ပေါ်လာတယ်ဆိုလို့ရှိရင် နှိပ်ကွရမယ်ကိုယ်စိတ်လေးကိုအေးသူများတဲ့တတ်ချင်းဟာမကောင်းတဲ့အကုသိုလ်တစ်ခုဖြစ်တယ်အဲ့ဒီအကုသိုလ်မှုပြုပြစ်မှုကိုကျွလွန်လို့ရှိရင်မင်းအတက်ကလေးတတ်တဲ့လူ ပေါ်လာလိမ့်မယ်လို့ကိုယ်စိတ်လေးကိုကိုနှလုံးသွင်းတရားဆင်ခြင်ပြီးတော့စိတ်ကိုယဉ်ကျေးအောင်ထိန်းချုပ်နိုင်ရမယ်လို့ဒီလိုဆိုတာပေါ့သူများပစ္စည်းကိုလိုချင်တဲ့စိတ်ပေါ်လာလို့ရှိရင် ေးမင်းပစ္စည်းကိုသူများယူမယ်ဆိုရင်မင်းဘယ်လိုနေမလဲသူများပစ္စည်းဆိုတာမယူသင်ဘူးလို့ကိုယ်စိတ်လေးကိုကိုယ်ဆင်ញင်သုံးသပ်ပြီးတော့နှိပ်ကွက်ကြအောင်အဲ့လိုဒုစရိုက်တရားတွေနဲ့ပတ်သက်ပြီးတော့ကိုချင်းစာတဲ့တရားကိုရှေ့တန်းတင်ထားပြီးတော့ကိုယ်စိတ်ကိုနှိပ်ကွက်ဆင်ញင်ပေးရနှိပ်ကွက်ပြီးတာအဲ့လိုနှိပ်ကွက်ထားဖို့ပဲစိတ်ဆင်ရိုင်းကိုပညာနဲ့ချုံးအောင်တယ်လို့ဒီလိုဆိုတာပေါ့နော် အဲ့ဒါလို့လုံနိုင်လို့ရှိရင်ကိုယ်ကိုလေ့ကျင့်ကြည့်လေ့ကျင့်ကြည့်လို့မကောင်းတဲ့ဘက်စိတ်ရောက်တာနဲ့တပြိုင်နက်အဲ့ဒီစိတ်လေးကိုတတိထားပြီးတော့မကောင်းတဲ့ဘက်ရောက်သွားတဲ့စိတ်ကိုကောင်းတဲ့ဘက်ရောက်အောင်လေ့ကျင့်ပြီးတော့ပြေဆောင်ခေါ်ပေးရမယ်စိတ်ဆိုတာချင်းချောက်တန်ချင်းချောက်ရတယ်ကိုယ့်ဟာကိုယ်ချင်းချောက်ပြီးတော့လိမ္မာယဉ်ကျေးအောင်လုပ်ကြတယ်အဲ့ဒီလိမ္မာယဉ်ကျေးအောင်လုပ်တဲ့နည်းတွေအမျိုးစုံပဲเนาะ အနုနီးနဲ့လောရာရှိတဲ့အကျန်းနီးနဲ့လောရာရှိတဲ့အနုနီးနဲ့လုတဲ့အခါမှာအော်ဒီစိတ်ကြီးဒီလိုဖြစ်နေလို့ရှိရင်တဏ္ဍာမှာဆင်းရဲဒုက္ခတွေနဲ့ကြုံရလိမ့်မယ်တရားတွေလောကမှာဆင်းရဲဒုက္ခကြုံနေတာဒီစိတ်မျိုးတွေကိုမထိန်လို့ကြုံခဲ့တာပဲငါလည်းမထိန်နိုင်ဘူးဆိုရင်ဒီစိတ်မျိုးတွေနဲ့ကြုံရလိမ့်မယ်လို့ကိုယ်စိတ်လေးကိုမကောင်းတဲ့အာယုံကနေပြီးတော့နောက်ဆုတ်သွားအောင် မိမိရဲ့အတိဉာဏ်ရှိသည့်အားလျော်စွာကြိုးစားပြီးတော့ဟန်တာရအောင်။ကောင်းတဲ့ဘက်ကနေကြည့်ပြီးတော့ဆုံးမတဲ့အခါကျတော့အေးလောကမှာလူချင်းတူပေမဲ့လို့ဒီတချို့လူတွေဟာချမ်းသာကြတယ်ကြွယ်ဝကြတယ်ပစ္စည်းဥစ္စာတွေတုံနိုင်ကြတယ်ရုပ်အဆင်းတွေကလည်းကြည်လင်ကြတယ်ပညာတွေလည်းတတ်ကြတယ်အဲ့ဒါဟာစိတ်အခြေအနေသူတို့ကောင်းခဲ့လို့ဒီဘဝမှာလည်းစိတ်ကောင်းနှလုံးကောင်းရှိကြလို့ ဒီလိုကြီးပွားတိုးတက်နေကြတာဖြစ်တယ်။ငါဟာအဲ့ဒါလို့စိတ်ကောင်းနှလုံးကောင်းမမွေးဘူးဆိုလို့ရှိရင်သူတို့လိုကြွယ်ဝချမ်းသာပြီးတော့ပညာတတ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်မှာမဟုတ်ဘူးလို့ကိုယ်စိတ်ကိုဖြောင်းပြတိမ်သိမ်းပြီးတော့နှိပ်ကွက်ဆုံးမရတာလို့ဒီလိုဆိုတာပေါ့နော်။ဘယ်နည်းနဲ့ဖြစ်ဖြစ်လမ်းမှန်ပေါ်ရောက်လာကြိုးစားပြီးတော့တင်ပေးရတယ်။